အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ လီဗာပူးသင်းကတော့ပွဲအတွင်းမှာမထင်မှတ်ထားတာတွေလို့လုတ်ပြသွားပြီးပဲဖြစ်ပါတယ်။ကျွန်တော်လီဗာပူးသင်းရဆိုလို့ရှိရင်ချန်ပီယံလိ16သင်းအဆင့်ပထမအကြော့ပွဲစဉ်ဒီ PSG ရဲ့အသင်းနဲ့ပေါ့နော်သူတို့ရဲ့အိမ်ဂရိတ်မှာသွားရောက်ရှင်ပင်တစားလေးရတာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့လီဗာပူးအသင်းအနေနဲ့ပွဲပေးရလက်1-0နဲ့ဆိုရရလက်နဲ့အနိုင်ရရှိလေရလို့မြင်တွေ့ရမယ်။ဒီပွဲစဉ်ကိုကျွန်တော်တို့ဒီဂျာအပြည့်အသက်တယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်ကိုဘူးအသင်းဒီရလက်ထွက်ပေါ်လာတဲ့အနေအထားပေါ်မှာအားလုံးကတော်တော်လေးကိုအံ့ဩတကြီးဖြစ်ကြ မယ်လို့ထင်တယ်ပေါ့နော်အာလီဗာပူးပြည်သက်တွေတော်တော်များများလည်းဒီရလထွက်လာဖို့တော်တော်လေးတို့မမျောလင့်ထားတဲ့အနေထားပွဲမတိုင်ခင်ကတော့လီဗာပူးသင်းနေနဲ့ဘာမှဆိုဖြစ်သွားနိုင်တယ်အနိုင်ရလပဲဖြစ်ဖြစ်တခုခုရသွားနိုင်တယ်လို့ထင်တယ်ပြင်မှာတကယ်တော့ပွဲတစားတဲ့ချိန်မှာတော့ကျွန်တော်တို့အာတကယ်ကိုအရန်စ조사ရတယ်ရုံးရံရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာကိုမြင်တွေ့ခဲ့ရတယ်ဒီနေ့ပွဲစဉ်အကြောင်းကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ပမာဦးဆုံးဒီပွဲကြိုပေါ့နော်အင်တာဗျူးတော့စကားလေးနဲ့အရင်ဆုံးစပြီးပြောရအောင်ဒီချန်ပီယံလိ16တင်းစစ်ပထမအကြော့ပွဲစဉ်မှာတစားတင်တော့ကအာ BSC အသင်းရဲ့ဒီကွင်းလင်တစားသမားနဲ့တွေ့ရဂျော်နီဗက်စတာဘာပြောလဲဆိုတော့အလဘဘူအသင်းနဲ့တစားမယ်ပွဲစဉ်ပေါ်မှာနော်အင်တာဗျူအားတော့မေးတာဒီပွဲစဉ်ကိုဘယ်လိုမြင်လဲပြီးတော့လို့ရှင်ရအနာရမယ်လို့ထင်လားဆိုတဲ့သဘောမျိုးမေးတာနဲ့တွေ့ရ ကျွန်တော်စာလုံးစာတလုံးတိကျတော့မှတ်မိတော့ဗောနော်အဲ့အင်တာဗျူးမှာဆိုလို့ရှိရင်ကျွန်တော် Universal အပြိုင်ဘက်ပေါ်မှာလည်း respect ထားပြီးသူဖြေလေ Liverpool အသင်းနေနဲ့ဒါတော့အသင်းကောင်းတစ်ခုဗောနော်ပြီးတော့လို့ရှိရင်တကယ်ကောင်းတဲ့တစားသမားတွေရှိတယ်ဒါပေမဲ့အသင်းလိုက်အရာဆိုလို့ရှိရင်တော့သူတို့အသင်းနာပူသားတဲ့အသင်းလို့လည်းပြောသွားတယ်အပြီးတော့လို့ရှိရင်နောက်တစ်ခုက Liverpool အသင်းတော့ဘလို့အနိုင်ရအောင်ကစားမလဲဆိုလို့ရှိရင်ကျတော့ဒီဘောလုံးပိုက်ဆိုင်မှုတွေတော့အသာရအောင်ပူပြီးတော့ဗောနော်သူတို့ပဲဘောလုံးတိုင်ပြီးတော့ကစားမယ်ဆိုတဲ့ပုံစံမျိုးလို့သူပွဲဂျိုအင်တာဗျူးမှာပြောသွားတယ်ဗောနော်တကယ်တော့ပိုကစားတဲ့အချိန်မှာ ဆိုလို့ရှိရင်လည်းအဲ PSC အသင်းလားအဲ့ပုံစံတိုင်းကစားတယ်ပြီးတော့လို့ရှိရင်တဖက်ကဒီ Liverpool အသင်းရဲ့နီးပြအာနေ slot အနေနဲ့ဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီပွဲရဲ့ plan နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တကယ်အဲ့ပုံစံတိုင်းလို့စားတယ်လေ PSC အသင်းတော့ဘောလုံးပေးတိုင်းထားတယ်ပြီးတော့လို့ရှိရင် Liverpool အသင်းနေနေတော့ဒီ counter attacking ball တွေအထူးသဖြင့်တော့ဒီ လောင်ဘတ်စ်ဒေတာနေပဲတဆင့်ဒီ counter attack ဒီ transition တွေသွားဖို့တက်လို့ပဲကြိုးစားရဲပေါ့နော်ဒီအနေထားကပြောရမယ်ဆိုလို့ရှင် PSC အသင်းနဲ့တစားတဲ့အနေထားမှာတိုက်ညီတဲ့အနေထားတစ်ခုလို့လည်းပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တော့အကြိုက်ဆုံးမဟုတ်ဘူးပေါ့နော်ဒီဘွဲစင်နဲ့ပတ်သက်ပြီးအကြောင်းကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ရင်ပထမဆုံး line up ကနေစပြီးပြောကြမယ် line up အနေနဲ့ဆိုလို့ရှင်တော့များများဆဆဘာမှပြောစရာမရှိဘူး Liverpool အသင်းအနေနဲ့ဒီ433ပုံစံနဲ့ပဲထွက်လာတယ်ထို့သမားနေရာမှာ Alisson Barker နောက်တန်းမှာ Trent Cronaldo ပြီးတော့လို့ရှိရင် Fantai နဲ့ Robertson တို့ထလာခဲ့ပြီးတော့ Twin Line မှာတော့ဒီ Drummond Bush နဲ့ Callister နဲ့ Sobos Line အရှိမဆိုလို့ရှိရင်တော့ Salah Jota နဲ့ DS တို့အသုံးရအပွဲထလာခဲ့တဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့လေရပါတယ်ကျွန်တော်တို့ဒီပွဲစဉ်အကြောင်းကိုဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်အာ PSG အသင်းရဲ့ဒီနောက်တန်းပြီးတော့လို့ရှိရင် Queen Line နဲ့ Sheidan အကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ပြီးပြောဖို့လိုတယ် PSG အသင်းရဲ့ Sheidan ကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်၃ယောက်စလုံးကအတော်အသင့် အတော်သင့်စားတဲ့ထက်တို့တော်တော်လေးတို့ခြေစွမ်းပြနိုင်တဲ့အနေထားမှာရှိတယ်။ဘာကိုလာရောဒမ်ဘီလီရောပြသလို့ရှိရင်ခရာဗာရာတို့သုံးယောက်စလုံးနဲ့လီဗာပူးအသင်းရဲ့ခန်းစစ်ပိုင်းကိုသူတို့ရဲ့ပုံစံတွေနဲ့ချင်းချောက်နိုင်တဲ့အနေထားတွေကိုကျွန်တော်မြင်တွေ့လေးရတယ်။ဒါပေမဲ့သူတို့ချင်းချောက်ထွက်တဲ့အနေထားတွေဒါလည်းတကယ်ဘေးသရက်တွေလည်းရှိတယ်။ဒါပေမဲ့ပုံစံတစ်မျိုးတည်းကနေပဲလာနေတဲ့ဟာတွေကိုကျွန်တော်တို့အထက်ထားထက်ထားမြင်တွေ့နေရတယ်ပေါ့နော်။အထူးသဖြင့်ဆိုလို့ရှိရင်ဒီ penalty area ပြင်ပဒါမှမဟုတ်လို့ရှိရင် penalty area ထိတ်တာနေကန်သွင်းတဲ့ပုံစံတွေနဲ့ဒါ လီဗာပူးအသင်းဘက်တို့အချင်းချင်းချင်းချောက်ထဲတဲ့အနေအထားတွေမြင်တွေ့ရတယ်။ဒီလီဗာပူးအသင်းဘက်တို့ဆိုလို့ရှိရင် total shot 28ချိန်အထိရှိတဲ့အနေအထားတို့ရှိတယ်ပြီးတော့ဒီ shot on target ဆိုလို့ရှိရင်10ချိန်အထိရှိခဲ့တယ်။ဒီ10ချိန်စလုံးကလည်းမတိုင်းပြောရမယ်ဆိုလို့ရှိရင်ဒီ H အတိုင်းတာတစ်ခုထိတမိုးမြင်းနဲ့ဒီ chance တွေကိုကျွန်တော်တို့ပြောရမယ်ပေါ့နော်။အဲ့အတွက်ဆိုလို့ရှိရင်ဒီ PSC အသင်းရဲ့တစားတဲ့ပုံစံကကျွန်တော်လီဗာပူးအသင်းပေါ်မှာချင်းချောက်မှုရှိတယ်။ဒါပေမဲ့အားသာချက်တွေရှိသလိုတစ်ဖက်မှာလည်း သူရဲ့တိုက်ဆက်တာအားနည်းချက်ရှိတယ်။ဘာလဲဆိုလို့ရှိရင်တစားသမား300စလုံးကတကယ်အထောင်တိုက်ဆက်တစားသမားတွေမဟုတ်တဲ့နေရာမှာဆိုလို့ရှိရင်ဒီ through ball တွေထွက်တဲ့ဟာတွေမရှိဘူး။တပွဲလုံးတိုင်းတာရ။အဲ့နေရာတွေဒါလည်းလဘဘူးမချင်းချောင်းနိုင်ဘူး။ပြီးသားလို့ရှိရင်ဒီတခြားပုံစံတစ်မျိုးပေါ့နော်။သူတို့ penalty area ထိတာနေတန်သွင်းတဲ့ပုံစံဒါလွှင်ရင်တခြားပုံစံတစ်မျိုးနဲ့လဘဘူးအသင်းရဲ့ဒီအဓိကဘယ်လိုပြောမလဲ။ grow ရနိုင်လောက်မဲ့အနေထားတွေကိုသူတို့မဖန်တီးနိုင်လို့ပဲကျွန်တော်အနေနဲ့မြင်နေပါတော့အာဒီ Alisson 0ရောက်တယ်ကန်တယ်ဒါပေမဲ့ Alisson စီရောတမ်းမတမ်းမများလာတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘယ်လိုခံစားရလဲဆိုတော့အမ် တိုင်လိုက်တယ်ပြီးသားလို့ရှိရင်အချိန်တည်းရင်လီဗာပူးသင်းရဲ့ဂိုးသမားအလက်ဆန်ဒရာဒီကိုကာကွယ်နိုင်မှာပဲဆိုတဲ့ sense အထီလို့ကျွန်တော်တဖြည်းဖြည်းနဲ့ရလာပြီပေါ့နော်ဒါပေမဲ့လည်းဒီလို sense ရလာတာကကျွန်တော် minute 60လောက်ပိုင်းမှာပဲပရမဘိုင်းမှာဆိုလို့ရှိရင်လီဗာပူးသင်းနေနဲ့တကယ်ကိုအချိန်နေနှမျိုးတိုက်ဆိုင်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဘာချိန်နေလဲဆိုလို့ရှိရင်နီးပြအာနေ slot ရွေးချယ်တဲ့ဒီပွဲရဲ့ strategy ရဲ့ပြီးသားလို့ရှိရင်တစားသမားတွေရဲ့အထူးသဖြင့်ရှေ့တန်းတစားသမား၃ယောက်တွေ form out နေတဲ့အနေအထားရဲ့နောက်ခုသွားပြီးတိုက်ဆိုင်တဲ့အနေအထားမှာဆိုလို့ရှိရင်လီဗာပူးသင်းနေနဲ့ပိုပြီးရုံးကန်နေရတဲ့အနေအထားတော့မြင်တွေ့ရ တယ်။အထူးသဖြင့်ဒီပရမဘိုင်းမှာတော့ဒီမိနစ်20နဲ့မိနစ်30ကြာမှာဆိုလို့ရှိရင်လောဘပူးသင်းနေနဲ့ grow ပေးနိုင်ရလောက်တဲ့အနေအထားတွေမြင်တွေ့ရတယ်ပေါ့နော်။ဒီ Crava ရဲ့ twin grow ဆိုလို့ရှိရင်လည်း offside နဲ့ပဲဖြတ်ခံလိုက်ရတာပြီးတော့လို့ရှိရင်အခုနောက်တည့်ရဲ့နောက်ဆုံးမိနစ်ကြာမှာဒီဖြတ်ထုတ်ခဲ့တဲ့အနေအထားတွေဒါဒါကျွန်တော်တို့တွေပွဲအလဲအပြောင်းဖြစ်သွားနိုင်လောက်တဲ့အနေအထားတွေရှိတယ်တဲ့။ဒါပေမဲ့လည်းလောဘပူးသင်းနေနဲ့ဒီအခြေအနေတွေကိုရှောင်လွှဲနိုင်နေတယ်။ ပရမာပိုင်းမှာလေဗာပူးသင်းနေနဲ့ဒီ PSC အသင်းနဲ့တစားနေတဲ့အချိန်မှာနေနေဆိုတဲ့ရလိုင်းနဲ့ထွက်ပေါ်အဲပြီးသွားခဲ့တဲ့အနေထားကဒါကျွန်တော်တို့အတွက်ဒီရာဒီမှာ အကောင်းဆုံးအနေထားတစ်ခုလို့ပြောလို့ရအကောင်းဆုံးအနေထားဆိုတဲ့ဟာကဘာလဲဆိုတော့ဒီဘယ်လိုပြောမလဲမဖြစ်နိုင်တဲ့အနေထားတစ်ခုကလည်းကျွန်တော်တို့အကောင်းဆုံးရလက်ရခဲ့တဲ့ဒီ50နာမည်လို့ပဲသုံးလုံးအောင်မယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ apocalypse တစ်ခုကနေဒီ survive လုပ်နိုင်ခဲ့တဲ့လူတွေလို့ပဲကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဒုတိယပိုင်းမှာဆက်ပြီးလစားတယ်လစားတယ်ပြီးမိနစ်60နောက်ပိုင်းမှာဆိုရင် Liverpool သိနေတယ်အော်ကျွန်တော်ပွဲကြည့်နေတယ်ပေါ့နော်အွန်းသူတို့ PSC အသင်းကကန်တော့ကန်နေတယ်ဒါပေမဲ့ Liverpool သိနေတယ် ကျွန်တော်တို့ဂိုးတော့ရာကောင်းရာသွားနိုင်တယ်ဆိုရဲဆန်းစီပြန်ပြီးရလာတဲ့မိနစ်ပိုင်းလေးလို့ကျွန်တော်တို့ပြောရမယ်။မိနစ်60နောက်ပိုင်းမှာဆက်ပြီးလစားရတယ်။တကယ်တမ်းအပြောင်းလဲလေးဖြစ်လာတဲ့တာတော့ဒါတော့ကျွန်တော်တို့ဒီ68မိနစ်မှာဒီဂျိုတာနဲ့ DS နဲ့နေရာမှာဆိုလို့ရှိရင် Newness နဲ့ Tartis ဆီဝင်လာတယ်။ပြီးသွားလို့ရှိရင်ဒီမှာတော့သိပြီးတော့ဒီလစားဝင်လာတဲ့စားသမားနေရာတို့ကနောက်ပိုင်းမိနစ်တွေမှာ impact ကြီးမားတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက် လဲလဲပြီးချင်းချိန်မှာတော့အဲ့လောက်မဟုတ်သေးဘူးအဓိကအပြောင်းလဲဖြစ်သွားနောက်ထပ်နှစ်ခုပေါ့နော်86ရက်နဲ့မှာ Gravis နေရာမှာ Ando ဝင်လာတယ်ပြီးသွားလို့ရှိရင်86ရက်မှာ Sala နေရာမှာ Elliot ဝင်လာခဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Liverpool အသင်းရဲ့ဒီအပြောင်းလဲလေးခုစလုံးတော့ Liverpool အသင်းပေါ်မှာတကယ် impact ကြီးကြီးမားမားရှိလဲတာတော့ကျွန်တော်တို့မြင်တွေ့လဲရမှာပါအာအထူးသဖြင့်ဒီထဲမှာမှာ Platinum Zone ဆိုလို့ရှိရင်ပွဲရဲ့ tempo ကိုထိန်းနေနေရာမှာတော်တော်လေးဒီပွဲစဉ်မှာဆိုလို့ရှိရင်အသုံးဝင်နေတယ်။ဒါဝင် newness ကကျွန်တော်တို့လိုချင်တဲ့ဒီ ဘယ်လိုပြောမလဲသူ့ရဲ့စ조사အထောက်မှုတာနေ assist တလုံးရခဲ့ပြီးတော့ဒီသူ့ရဲ့ဖန်တီပေးမှုမူတာနေနောက်ထပ်လူစားဝင်လာတဲ့လူစားသမား Harvey Elliot အတန်းသွင်းသွားရတဲ့အကြောင်းကျွန်တော်တို့အနိုင်ရရခဲ့တယ်။နောက်ထပ်အနေနဲ့ဆိုလို့ရှင် Waterloo Andrew ဝင်လာပြီနောက်ပိုင်းမှာဒီနောက်3-4ပွဲမှာဆိုလို့ရှင်ကျွန်တော်တို့ Liverpool ပြည်သက်တွေအများဆုံးပြောလို့ပြောတာရှိရတာ။ကြည့် Andrew ဝင်လာပြီဆိုလို့ရှင် Liverpool အသင်းနေနဲ့ပွဲပေးသွားပြီဆိုတဲ့သဘောပေါ့နော်။ဒီနှစ်ပွဲစဉ်မှာဆိုလို့ရှင်လည်း Andrew ဝင်လာတဲ့ပြီနောက်ပိုင်းမှာ Liverpool အသင်းရဲ့ဒီ defensive အဓိကကတော့เนาะပေါ့နော်ဒီ defensive ဘိုင်းမှာဘယ်လောက်ထိသူ့အနေနဲ့တာဝန်ခြေပြွန်တဲ့တစားသမားလဲဆိုတဲ့ဟာကျွန်တော်တို့ကျင်းသိပေါ့မြင်တွေ့ရတဲ့ပွဲလို့ပဲပြောရမှာပေါ့နော်ဒီနေ့ပွဲစဉ်ရဲ့တကယ်အချီးကျူးရမယ့် man of the match တော့ဒီ Alisson Barca ပါပဲဒီ Alisson Barca တော့ကျွန်တော်တို့အသင်းကိုအကောင်းဆုံးဆုံးမှန်ကယ်တင်လက်ဦးဆိုလို့ရှိရင် Liverpool အနေနဲ့ဒီလိုမျိုးတောင်းတော့ခံနိုင်မှုတော့အသိပြင်မလဲကူးတယ်ပေါ့နော်အဲတပွဲလုံးအနေနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့ safe 6ချိန်လောက်ထိလုပ်ထည့်တယ်ပြီးသားလို့ရှိရင် pre assist တလုံးရတဲ့အနေထားတော့ဒါ အာကျွန်တော်ရဲ့ Facebook page မှာပြောတဲ့လိုပဲဆက်ကြဝလာတိုက်တောင်းမှာအကောင်းဆုံးဂိုးသမားလိုပဲပေါ့နော်နည်းနည်းလုံလုံကျူးကျူးပြောရမယ်ပေါ့တဖက်ကဒီ Donor Roma ဆိုလို့ရှိရင်နှစ်ဂိုးတန်သွင်းပြင်ပေးရတဲ့အချိန်မှာတဂိုးခွင့်ပြုရရတယ် Alison ဆိုလို့ရှိရင်ဂိုးချိန်တန်သွင်းထားရတဲ့အနေထားမှာမှာကျွန်တော်တို့ဒီဂိုးလောက်အောင်မပေးရဘဲနဲ့ Priest Assist တလုံးလောက်ထိပြန်ပြီးရယူနိုင်တဲ့အနေထားတော့ဒါအာ အလစန်နေနဲ့ဘလောက်တန်ဖိုးရှိတယ်တစားသမားလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ဖို့ထောင်းတယ်အာပြီးတော့လို့ရှိရင်နောက်ထပ်တစ်ခုကဒီနှစ်ပွဲစဉ်နိုင်ပွဲကိုကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ထိုက်ထိုက်တန်တန်အနံ့ရတဲ့နိုင်ပွဲလိုပဲကျွန်တော်သုံးသပ်ခြင်းတယ်ဘာလို့လဲဆိုလို့ရှိရင် Liverpool အသင်းရဲ့အဲသွားခြင်းတဲ့ strategy တစ်ခုပေါ်မှာကျွန်တော်တို့ discipline ရှိရှိနဲ့တပွဲလုံးမှာတစားထဲတဲ့အတွက်ရခဲ့တဲ့ရလတ်တစ်ခုပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ဒါက Liverpool အသင်းအတွက်ထိုက်တန်တဲ့နိုင်ပွဲတစ်ခုဒီ PSC အသင်းရဲ့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် cancel ပိုင်းက hardware တွေအများကြီးပဲဗျာဒီနေ့ပေါ်ဆိုမာတွင်း host တယောက်လောက်ပဲ PSC အသင်းရဲ့ cancel မှာဒီအကောင်းဆုံးပုံစံပြရတယ်သူနဲ့တွဲလစားတယ်ပချိုဆိုတဲ့ဒစားသမားဆိုလို့ရှိရင်ဒီနေ့ပေါ်ဆိုမှာအမှန်တိုင်းပြောလို့ရှိရင် error လေးတွေများတယ်ကျွန်တော်တို့ရဲ့တိုက်ဆက်ပုံမှန်နေ့မှာရှိနေတဲ့တိုက်ဆက်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ grow တွေရနိုင်တဲ့နေထားမှာရှိတယ် chance တွေလည်းပို့ပြီး trade လုပ်နိုင်မယ့်အနေအထားမှာရှိတယ်ပေါ့နော် address ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာ liverpool တင်းနေနဲ့ရွေးချော်ထားတဲ့ strategy ကိုသိပြီးတော့သဘောတော့မကျဘူးဒါပေမဲ့လည်းဒီ strategy ပေါ်မှာ implement လုပ်လိုက်တဲ့အပိုင်းတွေပြီးတော့ရှင် strategy ပေါ်မှာ discipline ရှိရှိတပွဲလုံးစူးစမ်းအားထုတ်မှုတွေဒီအားလုံးတို့ကျွန်တော်တို့အသိမဲ့ပြောရမယ့်ပွဲစဉ်တပွဲ address ဆိုလို့ရှိရင်ဒီနိုင်ပွဲက liverpool တင်းတော့ထိုက်တန်တဲ့နိုင်ပွဲတပွဲလို့ကျွန်တော်တို့သုံးသပ်ချင်ပါတယ်ဒါကကျွန်တော်တို့ရဲ့ဒီ PSC အသင်းနဲ့ liverpool တင်းတို့ရဲ့အဲ champion league 16တင်းအစပထမအကြိမ်ပွဲပြီးသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီ video လေးကိုအဆုံး တည်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်